အမျိုးပါသာသာသနာစောင့်ရှောက်ရေးအဖွဲ့အထက်မြမပြည်ကဦးစီးပြီးမျိုးဆောင်ဥပဒေအောင်ပွဲကိုမန္တလေးမြို့မှာဒီကနေ့ကျင်းပခဲ့ပါတယ်။ဒီအကြောင်းကိုတော့မသင်းသေးဒီကတင်ပြထားပါရှင်။မန္တလေးမြို့မှာအမျိုးဘာသာသာသနာစောင့်ရှောက်ရေးအဖွဲ့အထက်ပမာပြည်က UCB မန္တလေးတိုင်းအတွင်းမှာရှိတဲ့တန်ကားတော်တိလရှင်တွေနဲ့မဘာသာအဖွဲ့ဝင်3000ကျော်လို့စီတန်းပြီးတော့မျိုးဆောင်ဥပဒေအောင်ပွဲပြုလုပ်ခဲ့ပါတယ်။အောင်ပွဲခံတန်ကားတွေနဲ့မဘာသာအဖွဲ့ဝင်တွေဟာမဟာအောင်မြေအားကစားကွင်းကနေပြီးတော့35လမ်းအထိ 35လမ်းကနေ88လမ်းအတိုင်းမဟာမြတ်မြူလီဖျားကြီးအထိချီတက်ခဲ့ကြပြီးတော့ဟော့ပြောပွဲတရက်ကိုလည်းပြုလုပ်ခဲ့ပါတယ်။ဒီလိုအင်အားပြရာချင်းဟာဒီမျိုးဆောင်ဥပဒေကိုမြမပြည်သူပြည်သားနဲ့တန်ဃာတို့ကိလရှင်တို့အားလုံးကဟိုတခဲနဲ့ထောက်ခံတယ်ဆိုတာကိုကဘာကြီးသိစေချင်လို့ပါ။အဲ့လိုအင်အားကိုတိသွားမှသာလေအမျိုးဆောင်ဥပဒေကိုဖျက်လို့ဖျက်စီးလုံးမဲ့အန်ဒရယ်ဒီကင်းသွားမှဖြစ်လို့ပါနော် တီးပြုတ်လိုက်တဲ့အဲ့ဒီမျိုးစားဥပဒေမှာလူဦးရေတိုးပွားနှုန်းထိန်းကြီးခြင်းဆိုင်ရာဥပဒေ၊ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ကိုယ်ခွေရာဘာသာကူပြောင်းခြင်းဆိုင်ရာဥပဒေ၊မြန်မာဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေထိန်းပြားခြင်းဆိုင်ရာဥပဒေနဲ့တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေ၄ရပ်တို့ကိုပြဋ္ဌာန်းခဲ့တာဖြစ်ပါတယ်။အဲ့ဒီမှာနောက်ဆုံးဥပဒေတစ်ခုဖြစ်တဲ့တလင်တမယားစနစ်ကျင့်သုံးခြင်းဆိုင်ရာဥပဒေကိုပြီးခဲ့တဲ့ဩဂုတ်လ30ရက်နေ့ကနိုင်ငံတော်သမ္မတကလက်မှတ်ရေးထိုးပြီးတော့အတည်ပြုခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုအတည်ပြုပြီးတဲ့နောက်မှာတော့မျိုးစောင်းဥပဒေပေါ်မှာဝေဖန်မှုတွေကမြင့်တက်လာနေခဲ့ပါတယ်။ ဒီအမျိုးသားဥပဒေတို့ဟာလူအခွင့်အရေးချိုးဖောက်ပါတယ်ဆိုတော့လူအခွင့်အရေးပေတံကြီးနဲ့ပဲလာလာပြီးတော့တိုင်းနေကြပါတယ်ဒီအမျိုးသားဥပဒေသည်ဗုဒ္ဓဘာသာအမျိုးသမီးတို့မျိုးသမီးတို့အတွက်တစ်ခုလောက်သာအသုံးကျတဲ့ဥပဒေမဟုတ်ပါဘူးပြည်တော်စုမြန်မာနိုင်ငံအတွင်းမှာမိတိနေထိုင်ကြတဲ့ တခြားဘာသာကြားအမျိုးသမီးတို့အတွက်လည်းဒီဥပဒေဟာလက်တွေ့အသုံးကျပါတယ်ယနေ့မျိုးဆောင်ဥပဒေအသက်မဝင်စေသည့်အချိန်ကာလတိုင်အောင်မြမတိုင်းရင်သူတိုင်းရင်သားများသည်တင့်ပေါင်းများစွာတဲ့ဘာသာကိုယ်ခွင်မှု အခွင့်အရေးနံပါတ်1လူမျိုးအခွင့်အရေးနံပါတ်3အိမ်တော်အခွင့်အရေးစသည်ဆုံးရှုံးကြရလိမ့်မည် ယခုတော့မြန်မာမျိုးသမီးမျိုးသားများအနေဖြင့်ဘာသာကြားလူမျိုးချင်းများနှင့်အိမ်တော်ပြုမိကြသောအခါမြမမျိုးဆောင်ဥပဒေ၏အကာအကွယ်ရရှိမည်ဖြစ်၍တဖက်သက်အနစ်နာခံရမည်မဟုတ်တော့ဒီနေ့လိုအောင်ပွဲအခမ်းအနားတွေကိုရန်ကုန်စစ်တွေးစကိုင်းပဲခူးနဲ့မော်လမြိုင်မြို့တွေမှာလည်းပြုလုပ်ခဲ့ပြီးတော့ကျန်တဲ့မြို့ကြီးတွေမှာလည်းဆက်ပြီးတော့ပြုလုပ်သွားမယ်လို့သိရပါတယ်